မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြေးဆိုတဲ့ဝတ္ထုရဲ့အပိုင်း27ဇသိန်းပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဓာတောင်ကိုကျော်၍မိပင်လေကိုဖျက်မြည်စက်သိမ်းပိုင်းတန်ကြောင်ဆုံရှုံခဲ့ရခြင်းသည်သူတို့အတွက်အရာရာကို ဆုံရှုံခြင်းဖြစ်သည်တန်ကြောင်နှင့်အတူငါးများကြိတ်လဲပါသွားပြီးကြိုးလဲပါသွားပြီးဓာလဲပါသွားပြီးဒီရာတွေဆုံရှုံပြီးတန်ကြောင်ကြံ့၍နေသေးသည် ဆိုလျင် ကိစ္စမရှိသေးတန်ကြောင်ကကြံဖန်လုတ်တတ်သည်တီထွင် ဖန်တီးနိုင်စွမ်းရှိသေးသည် ပင်ပန်းခက်ခဲစွာ လုံနိုင်သည့်ခွန်အားရှိသည်ယခုတန်ချောင်းမရှိတော့ပေတန်ချောင်းသည်ငမန်းတန်ချက်ထိထားသည်လူငမန်းသည်တန်ချောင်း၏တန်ချက်ထိထားသည့်တရဝါဒီတရဝါနှကောင်သည်တကောင်ကိုတကောင် အနိုင်ပုတ်တက်ရင်ဖြင့်ပင်လေရေရောက်သို့လျှောက်သွားကြပြီငမန်းကတန်ချောင်းလက်ချက်ဖြင့်ငမများကြိတ်တန်လန်းဆူထားပြီးတန်ချောင်းဓာချက်ကိုလှလှကြီးခံထားရပြီး ဒီတော့ဒင်ကမန်းသည်အသက်ရှင်မည်မဟုတ်တန်ချောင်းသေးသလို ပင်လေတနေရာတွင်သေးနေမည်မဟုတ်ချဟုထင်သည် စင်စစ်တန်ချောင်းသေးဖို့မဟုတ်တန်ချောင်းကရေတွင်ငမန်းလောက်မမြန်သည့်တိုင်ဒီအကွာဝေးလောက်ကိုတော့လွတ်အောင်ကုနိုင်သည်သူတို့ကန်းဆက်ရေတိမ်နှင့်ဂိုင်90အကွာလောက်ရောက်တော့ငမန်းကခိုက်တရာလောက်မျှလောက်သာ ရှိသေးသည်ဒီလောက်ကိုတော့ရှင်ငုပ်၍ထိုးလိုက်လျင်ပင် တစ်ချက်တည်းနှင့်ရောက်နိုင်သည် စင်စဲနောက်ကျန်၍ငမန်းအစာခံရမည်သူမှာရဲမြင့်ဖြစ်သည်တို့ရတွင်ရဲမြင့်လက်ပန်းကြနေပြီကိုတန်ချောင်းတည်သည်ထို့ကြောင့်ရဲမြင့်ကို ရှေးကကုနှင့်စေကသူနောက်ကျန်နေရခဲ့ခြင်းဖြစ်သည်တန်ချောင်းသည်ရဲမြင့်အတွက်ငါးစာခံလိုက်ရခြင်းသာဖြစ်သည်ဒီအဖြစ်ကိုတွဲမိတိုင်းရဲမြင့်ဆိုင်ကြီးတငင်ကိုသည်အထူးသဖြင့် တန်ချောင်းဤခြေရာလက်ရာများကိုမြင်တိုင်းရဲမြင့်ငိုမိသည်ကျွန်းတကျွန်းလုံးဤသည့်နေရာကြည့်ကြည့်တန်ချောင်းဤခြေရာလက်ရာနှင့်မကင်းသူတို့ကြောက်ကိုရှိကကြောက်တတိုင်းသည်လည်းတန်ချောင်းတိဆောက်ခဲ့သောကြောက်တတိုင်းဖြစ်သည်လေလဲကွယ်စေအခြေအတွက်လည်းတိစေဆိုသည့်သဘောဖြင့်တန်ချောင်းဆောက်ခဲ့ခြင်းဖြစ်သည်တန်ချောင်းမရှိသည့်နောက်တွင်သူတို့နှစ်ယောက်သည်ကြောက်တတိုင်းကိုလည်းမဆောက်ကြတော့ကြောက်တုံးလည်းမတည်နိုင်တော့ တန်ချောင်းဆိုင်ခဲ့သည့်တောင်ရတွင်တင်မော်သည့်အမှုကင်းကလေးတွေပြန်ထွက်နေကြပြီတချို့ငပြောပင်တွေကအခိုင်တွေထွက်နေပြီပိန့်ဦးများဦးနေကြပြီတန်ချောင်းဖွဲ့ထားခဲ့သော ဖောင်ကလေးကို မြင်တော့ပို၍စိတ်ထိခိုက်ရသည်ဖောင်ကအလျား15ပေ အနံ7ပေလောက်ရှိသည်ပေတတားများကိုချိန်များနှွယ်များဖြင့်ဖွဲ့ထားသည်လိုင်းတံကို ခံနိုင်အောင်တက်တုံးတွေ ပြုတ်ထွက်မသွားအောင်ဖွဲ့ထားသည် ရေတန်းခန်းနိုင်အောင်ရေနံတုတ်ထားသည်ဘေးကဝဘိုးဝါများကို ပူ၍တွဲထားသည် ရွှတ်တိုင်းထိုးဝါခတ်တဲ့စသည်တို့ပြေစုံနေပြီ ပင်လေဝတို့မျောချရန်သာကြံတော်သည်တန်ချောင်းသာရှိလျင်ဒီချိန်သူတို့ထွက်ဖြစ်နေပြီ ပင်လေတဲ့သူရောက်နေကြပြီတို့ရတွင်တန်ချောင်းမရှိတော့သူတို့နှစ်ယောက်မှာလမ်းညွန်အိမ်မြောင်မဲ့သူလိုဖြစ်ကြရသည်ခြေမဲ့လက်မဲ့ဖြစ်ကြရသည် သူတို့နှစ်ဦးသည်တန်ချောင်းအကြောင်းကိုတဖွားဖွားပြောမိကြသည်ပင်လယ်ထဲတွင်ငမန်းတကောင်ကိုလှမ်းမြင်ရသည့်ခါ၌တန်ချောင်းရှိလျင်ရှောင်းများမည်ဟုသူတို့တွေးမိကြသည်တခါကပင်လယ်ကမ်းအပြင်ဘက်တစ်ဖာလုံးလောက်ဝေးသောရေနှက်ထဲတွင်စီပိုင်းကြီးတစ်လုံးမျောလာသည်ကိုသူတို့မြင်ရသည်တန်ချောင်းရှိလျင်ထွက်ဆဲမည်မဟုတ်ချဟုသူတို့ပြောမိသည်သူတို့နှစ်ဦးသည်ချက်ပေါင်းများစွာ အစာရှာမထွက်ကြ။တန်ချောင်းလောက်ခဲ့သောလိတ်သားကြောက်ကြက်တင်များတန်ချောင်းရှာထားခဲ့သောလိတ်ဥများတန်ချောင်းစိုက်ခဲ့သည့်ပိန်းဥများငပြောသည်များတင်မော်သည်များကိုစားကြသည်။ဆောင်းရာသီတွင်တိရစ္ဆာန်များညီတွင်အောင်းသလိုသူတို့နှုတ်ဦးသည်ကြောက်ကူထဲတွင်သာ အောင်းနေကြသည်။ကိုတန်ချောင်းသာရှိရင်ဒီချိန်လောက်ဆိုဖက်ဖြစ်လို့ပင်လေတဲ့ရောက်နေကြပြီနော်ဦးလေး။ရှင်မြင့်က ပင်လေကြီးကိုကြည်ရင်ပျော်သည်အင်းကိုနန္ဒာကပလက်လန်၍ကြောက်ကိုခေါမိုးပေါ်ကြည့်ကစဉ်းစားနေရမှဖြစ်သည် ဘာလိုလိုနဲ့ဒီကျွန်းမှာလူနှစ်ယောက်သေးသွားပြီနော်သေတာချင်းတူပေမဲ့သေပုံချင်းကတော့ကွဲပါတယ်ရေမြင့်ဥပယံကတကူကောင်းဆံပြီးသေရတာလောဘကြောင့်သေရတာတန်ချောင်းကသူတို့ဘအတွက်အသက်ဆွန်ရတာသေပုံချင်းမတူကြပါဘူး အစကတည်းကကိုတန်ချောင်းသာမရှိရင်ကျွန်တော်တို့အခုထိတောင် အသက်ရှင်ခြင်းမရှင်ပါသိကြပါရဲ့တန်ချောင်းသာမရှိခဲ့ရင်တို့ဒီလောက်ကြာကြာအသက်ပဲရှင်နိုင်ပါမလဲတို့တန်ချောင်းပဲရှာဖွေကျွေးမွေးခဲ့တာပဲတို့ဟာဘာများလုပ်တတ်လို့လဲတို့ဟာတန်ချောင်းထက်တော့ပညာတွေအများကြီးတက်ပါရဲ့ဒါပေမဲ့အုံးမေမတက်တတ်ဘူးတောင်မတက်တတ်ဘူးတောမတိုးတတ်ဘူးလက်ဥမတိုးတတ်ဘူးငမန်းမမြတတ်ဘူး အစိမ့်မစားရဘူးတကယ်ခက်ခဲကြတော့ကို့ဖာသာ အသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတို့ဘာမှမသိဘူးတန်ချောင်းဟာ ရှိတဲ့ခက်ခဲတွေကိုကြော်လွှားတယ်ရတဲ့အခြေအနေတွေကအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်အပင်ပန်းခံတယ်တက်ကြွတယ်အမှန်တတိအပြည့်ရှိတယ်တန်ချောင်းသာမရှိရင် ပင်လေကြီးကိုဖြတ်ဖို့စိတ်ကူးဘယ်ပေါ်နိုင်မှမလဲကိုတန်ချောင်းသာရှိရင်တကယ်ဖြတ်မှာနော်ရေမြင့်ကမေသည် ဖြစ်မှာပေါ့တန်ချောင်းလိုပိုင်းဖြတ်မှုရှိတဲ့လူဟာဘာကူမှမကြောက်ဘူးပင်မဆင်းရဲရမှာကိုမကြောက်ဘူးပိုင်းဖြတ်မှုရှိတဲ့လူဟာအခက်ခဲကိုမကြောက်ဘူးပင်မဆင်းရဲရမှာမကြောက်ဘူးအသက်ဆွန့်ရမှာကိုမကြောက်ဘူးဓာရီကိုကြော်လွှားပြီးရင်ပန်းတိုင်ကိုရောက်ကြရမှာပဲရီမန်းချက်ပန်းတိုင်ကိုရောက်ဖို့ဆိုတာအခက်ခဲတွေကိုကြော်လွှားရစမြဲပဲပန်းတိုင်ကိုတွားရတယ်ဆိုတာလာရန်အောင်မှာလမ်းလျှောက်ရတာမဟုတ်ဘူးဂီတာတီးရမဟုတ်ဘူး ။ကြပြရွတ်တာမဟုတ်ဘူး။ရွှေငါးမွေးတာမဟုတ်ဘူး။အပင်ပန်းခံရတာ။တောတောင်ကိုကြော်ရတာ။ပင်လယ်ကိုဖြတ်ရတာ။ငမန်းနဲ့တက်စွန်ဆန်ပြတက်ရတာ။ပန်းတိုင်းလျှောက်ရင်ကြဆုံသွားတဲ့ခါတွေလည်းရှိကြတာပဲ။ဒါပေမဲ့ကြဆုံရတာချင်းအတူတူတန်ချောင်းကြဆုံပုံကလေးနဲ့ပါတယ်။အတိတ်ပဲရှိပါတယ်။ကိုနန္ဒာကထထိုင်ကဝမျက်စေးတံကိုစေယိုထဲ့၍ကောက်ခွာသည် ဟုတ်တယ်နော်ဦးလေးလူတွေဟာအသက်ရှင်နေပုံချင်းတူကြပေမဲ့တေပုံချင်းတော့မတူကြဘူးဥပမာ ဥပယံနဲ့ကိုတန်ချောင်းရဲမြင့်ကလေးနဲ့စွာတွေးတော်နေရကပျော်သည်ကိုနန္ဒာကခေါင်းယံသည်တေပုံချင်းလည်းမတူပါဘူးအသက်ရှင်နေပုံချင်းလည်းမတူပါဘူးဒီထမင်းစပီးဒီရေတောက်နေကြတဲ့နောက်အပေါ်ယံအဖြစ်တူတယ်လို့ထင်ရတာပါတကယ်ကတေပုံချင်းလဲကွာတယ် ်အသက်ရှင်နေပုံချင်းလေးကွာတယ်။ဥပယံဟာသူတယောက်တည်းအတွက်အသက်ရှင်နေသူတကူကောင်းဖို့ပဲကြည်တယ်။တန်ချောင်းကဒိုအားလုံးအတွက်ကြည်တယ်။ဒိုအားလုံးအတွက်အသက်ရှင်နေအပြင်းမှန်းကြည့်ရင်တော့ဥပယံဟာ လူကုန်ထန်ကြီးပဲ။တိုက်နဲ့ရွှေနဲ့ငွေနဲ့ဆက်လေတွေနဲ့ဒါပေမဲ့အတွင်းလှမ်းကြည့်လိုက်တော့လူတွေကိုခေါင်းပုံဖြတ်မောင်ခိုကူမတရားသဖြင့်စီးပွားရှာဓမြတိုက်အမျိုးသမီးတွေကိုဖျက်ဆီး ဒီတော့ဘဝတစ်လျှောက်လုံးဒီလိုနေလာခဲ့တဲ့လူဟာ လူတွေကို စာနာစိတ်ငဲ့ညာတဲ့စိတ်ရိုင်းပင်စိတ်ဆိုလိုနည်းနည်းမှမရှိတော့ဘူးသူမှာတကူကောင်းစိတ်ရေးသားခိုးစိတ်လွယ်လွယ်နဲ့ဖြလန်းလိုက်ခြင်းနဲ့စိတ်ပဲရှိတော့တယ်တန်ချောင်းကတော့တန်ချောင်းကတော့ရှင်းပါတယ်တန်ချောင်းဘဝဟာမုတ်ဆိုးမှသာအမေကအာရမကျင့်ပြီးအသက်ခံသွားရတယ်စားစရာမရှိဘူးနေစရာမရှိဘူး လူမှန်းတိကျရွယ်ကလေးကကျွဲချောင်းဈေးရောင်တငါလုံးကုလီလုံးဆက်လီလိုက်နဲ့ခမင်းကလေးတစ်လုံးစားရပါမယ်အရေးပင်ပင်ပန်းပန်းလှုပ်ခဲ့ရတယ်အဖိနှိတ်ခံခဲ့ရတယ်အစော်ကားခံခဲ့ရတယ်အနိုင်ကျင့်ခံခဲ့ရတယ်တို့နယ်ပဲရှင်းကြည့်ပါလားမင်းတို့ငါတို့အိမ်နဲ့အဆင်မပြေတာစိတ်ညစ်ရတာဇာမေးပွဲ ကြတာတွေဟာတန်ချောင်းရဲ့အခက်အခဲတွေနဲ့စားရင် ခလီကစားစရာလောက်ပဲရှိတယ်မဟုတ်လားမင်းတို့က နံပါတ်ဖိုးရှူစရာမရှိလို့စိတ်ဒုက္ခရောက်နေချိန်မှာတန်ချောင်းဖိုးထမင်းတစ်လုံးစားရဖို့မနေ့လုံနေရတယ်။မင်းကစာမေးဝဲကြလို့စိတ်ညစ်နေချိန်မှာတန်ချောင်းကကျောင်းနေရဖို့တောင်းစိတ်မကူးနိုင်တော့ဘူး။မင်းကမိတွေးနဲ့နေရလို့စိတ်ညစ်နေတဲ့ချိန်မှာတန်ချောင်းမှာမိတွေးတောင်းခေါ်စရာမရှိဘူး။ဒီတော့မင်းတို့ငါတို့စိတ်ညစ်နေရတယ်ဆင်းရဲတယ်ဆိုတာတွေဟာတန်ချောင်းဆင်းရဲတာစိတ်ညစ်ရတာတွေနဲ့စာရင် ဘာမှမပြောပါတော့ဘူးခတ်တာကလူတွေဟာသွားရသွားစဉ်လမ်းကလေးပေါ်ကလွင့်စင်သွားရင်ဘဝဆုံးပြီလူလုံးမလှဖြစ်ရပြီဆိုပြီး စိတ်ညစ်ကြပူဆွေးကြတောကရောက်ကြစောက်တရမရဖြစ်ကုန်ကြတယ်ကြမ်းကြမ်းခံဖို့ရုံးကန်ဖို့ကြော်လွားဖို့စိတ်မကူကြတော့ဘူးကိုနန္ဒာစေတံကို ခောက်လိုက်သည်ဒီလိုသာစိတ်ပြည့်ကြစတဲ့အားလျှော့ကြစတဲ့ဆိုရင်တန်ချောင်းဘဝက ဘာအသက်ရှင်ဖို့ကြံတော့လို့လဲဒါပေမဲ့တန်ချောင်းကစိတ်မပြတ်ဘူးရိုးရိုးဖြောင်းဖြောင်းစူးစားတယ်သူ့ဘဝကို သူရက်တည်နိုင်အောင်ဂျုံးကန်တယ်ဘာမှမရှိတဲ့ဒီကျွန်းကလေးပေါ်မှာတောင်းတန်ချောင်းဟာအသက်ရှင်လို့ဖြစ်အောင်လုပ်တယ်တဘာဝအခက်အခဲတွေကိုကြော်လွှားတယ်တို့ကိုရှာကြွေးတယ်ငါထင်ပါတယ်သူကိုနှိုက်ကအဖိနှိတ်ခံအစော်ကားခံအငင်းပယ်ခံဘဝကလာခဲ့ရတော့တန်ချောင်းဟာတို့ကိုငဲ့ညာသလို့ သူ့လိုဘဝတူတွေကိုလည်းငဲ့ညာမှာပဲစာနာစိတ်ရှိမှာပဲဦးလေးပြောတာဟုတ်တယ်ရဲမြင့်ကပြောသည်ကျွန်တော်တို့တွေစိတ်ညစ်ရတယ်ဆိုတာတန်ချောင်းရဲ့ဘဝနဲ့စာရင်ဘာမှမဟုတ်ဘူးတနည်းတော့ကျွန်တော်တို့အတွက် ကောင်းပါတယ်ဆက်လီပြက်ပြီးဒီကျုံးပေါ်ရောက်လာတာဟာကျွန်တော်ဖို့ဘိမ့်ပြက်သွားပြီမပြက်ချင်လို့လည်းမရတော့ဘူးပြီးတော့ကိုတန်ချောင်းစီကလည်းသင်ကန်းစာတွေအများကြီးရလိုက်တယ် ်အပင်ပန်းခံလို့တဲ့စိတ်ကိုချင်းစာနာစိတ်အခက်ခဲကိုတွန်းလှန်ခြင်းနဲ့စိတ်လွယ်လွယ်နဲ့လက်မလျှော့ခြင်းနဲ့စိတ်ရလိုက်တယ်။ဂျန်ကုံမာသားဆိုရင် ကျွန်တော်လဲအခုလိုဘိမ့်ဖြူပြက်ချင်မှပြက်မှာအခက်ခဲကိုကြော်လွှားရဲတဲ့တတ္တိမျိုးကိုချင်းစာနာတဲ့စိတ်မျိုးပေါ်ချင်မှပေါ်မှာသူတို့နှစ်ဦးသည် အားအားရှိတိုင်းတန်ချောင်းအချောင်းကိုပျော်သည်တန်းချောင်းကိုအမှတ်ရကြသည် လွမ်းကြသည်တို့ရတွင တန်ချောင်းကိုအမတ်ရနေုံလွမ်းနေုံနဲ့မပြီးသူတို့သည်တန်ချောင်းလိုလှုပ်ရှားရအောင်မီးသူတို့ဘဝကတောင်းဆိုနေပြီသူတို့တွင်လက်ဥမရှိတော့လက်သားကြောင့်မရှိတော့နမန်းကြောင့်မရှိတော့ခေါင်းထကကြောက်ဆောင်ကြောက်ဆွန်းတို့ဖြင့်ချုံမြလျက်ရှိသည့်ကြောက်ဆောင်ပြင်းကြီးကို ဖြတ်ကာလက်တောင်တို့တွာရသည်ကြက်ကြဲတောက်ပူပြင်းသော နေရောင်အောက်တွင်ခယူရှာရသည်ကြောက်ဆောင်ကြားက မောင်မဲသောခြေပြင်တွင်ခယူငုံရသည် လေတွင်အရက်မူသူကဲ့သို့ရိန်ထိုးလျက်ရှိသည့်အုံပင်ထိပ်ဖျားသို့တက်ကာအုံသည်ဆွရသည်ကျိန်စုချက်ခက်စုအလိုလေးစုပင်များကြားသို့တိုးဝေကညှစ်ချိုးခြင်းမှုရှာခြင်းဖွက်လိုက်ခြင်းစသည့်အလုံများကိုလှော်ရသည်ကျန်ရစ်ခဲ့သည့်ဝချုံကလေးများဖြင့်တန်ချောင်းမီးတင်ရှို့ခဲ့သည့်တောင်ဆောင်တွင် တောင်ရဆက်ရသည် တန်ချောင်းရှာဖွေတွေ့ရှိခဲ့သောမိငိမ့်မသွားစေရန်တော်မီကိုအတိရှို့ရသည်ဒီနေ့တော့သူတို့နှစ်ယောက်လိတ်တောင်ကပြန်လာရွှေရင်စုကဘာထိတ်တွင်နားကြသည် အရှိလေးကတိုက်နေသည်အရှိလေးဦးဖြစ်၍နည်းနည်းတော့ထန်သည်ရွှေရင်စုကဘာတွင်နား၍တရေတမော အိတ်လိုက်ရသည်ဆိုလျင် အမောပြေသွားပြီသူတို့နှစ်ယောက်ကဘာထိတ်ကကြောက်ဆောင်ရိတ်မှအိတ်ပြောသွားခဲ့ကြခြင်းဖြစ်သည် နေမြကြောင်အိပ်ပြောသွားသည်မသိဥလိဥလိထထတင်မောတင်မောရဲမြင့်ကလှုံ့နှိုးသဖြင့်ခုန်နန္ဒာနိုးလာသည် နနဲ့ဝေလီဝေလင်းလိတ်တဲ့ချိန်ကထွက်သွားခဲ့ရာသူတို့ရွှေရင်စုကဘာပေါ်အိပ်၍တည်ရင်တို့တော့မွန်တဲလာပြီခုန်နန္ဒာကဂမန်ကတန်းထကမျက်လုံးကိုပုတ်သည်ဥလိတင်မောကြီးတင်မောကြီးရဲမြင့်ကဝန်တာအားရထခုံရင်អော်သည် ဟေးကိုနန္ဒာသည်ဒီတော့မှအိမ်မက်မန်နေဂျင်းမဟုတ်ကြောင်းတည်သည်ရဲမြင့်ပြရာသို့ခြေလိုက်တော့ပင်လေကြီးထဲတွင် အုံတစ်တာကလေးများရှိသောတင်မော့ကိုမြင်ရသည်ဒီဘက်ကိုခုတ်လာနေတာဗျကိုနန္ဒာတည်တည်ချာချာကြည့်တော့ရဲမြင့်ပြောသည့်အတိုင်းတင်မော့ကသူတို့ကျွန်းဘက်သို့ဦးတည်ထားသည်ရွှေရင်စို့ကဘာထိတ်ကရက်ကျိနေရင်းတင်မော့သည်တဖြည်းဖြည်းနေလာသည် တင်မောဤအယောင်သွေးကိုမြင်ရပြီတင်မောကတိတ်မကြီးခတ်သေးသေးဖြစ်သည်တင်မောကကန်းနှင့် တမိုင်ကွာလောက်မှကြောက်ချသည်ပြမောင်သော ရေပြင်တွင်ဘဲတကောင်မျောနေသည်နှင့်တူသည်ရေမြင်ကဝန်တာအားရဩကာလက်နှစ်ဖက်မြောက်ပြသည်ပါဇက်ကလည်းအတန်ကုံဩသည်သူတို့ချိန်နေစဉ်တင်မောပေါ်မှအသက်ကယ်လေတစင်းကျလာကကဘာဖက်သို့လှောလာသည်ကိုမြင်ရသည် လေပေါ်တွင် လူ၁၀ယောက်ခန့်ရှိမည်ထင်သည်သိကြပြီတင်မောသည်ဒီကျွန်းသို့လာခြင်းဖြစ်သည်အသက်ကယ်လေကခရီးတစ်ဝက်လောက်အထိရောက်လာပြီဒီတော့ကိုနေတာနှင့်ရဲမြင့်ရွှေရင်စုကပားမှခတ်တုတ်တုတ်ဆင်းလာသည်ဝမ်းတာခြင်းအန်အောခြင်းတို့ကြောင့်ခြေလက်တွေ တုန်နေသည်ကပားမှအစင်ချော့ချမည်ဆို၍ကိုနေတာကရဲမြင့်ကို မကြာခဏတတိပေးရသည် ကပောင်းအောက်ခြေရောက်တော့ကြောက်ဆောင်ပြင်ကိုဖြတ်ရမည်ကြောက်ဆောင်ပြင်ပြီးလင်တောင်ပြင်ကိုဖြတ်ရမည်ကပောင်းအောက်ရောက်သည်နှင့်သူတို့နှစ်ယောက်သည်ကြောက်ဆောင်ပြင်ကြီးကိုဖြတ်ပြေးကြသည်ကြောက်ဆောင်ပြင်က ရေဆောင်တိုက်ထားသဖြင့်အချို့နေရာများတွင်ကြောက်ဆောင်ကြီးများသည်ငမန်းဆွဲလိုမြည်နေသည် အချို့ကြောက်တုံးကြီးတွေကကြားရှာတွေစိုက်ထားသည်နှင့်ကြောက်ဆူးတွေထွက်နေသည်နှင့်သူတို့နှစ်ယောက်သည်ကြောက်ဆောင်ကြောက်ဆူးကြောက်ချောတွေကို လောက်မြန်မြန်ဖြင့်မိတို့ကြော်ဖြတ်ပြေးလွားခဲ့သည်ကိုစဉ်းစားမရ။တောင်ဆက်သို့ရောက်လာကြတော့ပန်းမွေရပေါ်ပြေးရသလိုအတားအဆီးမရှိအထင်ငော့မရှိဒုံပြေးဆင်လာသည်။ဒီချိန်တွင်လေကရေစက်မှထိုးဆိုင်သည်။လေပေါ်ကလူတွေကတနတ်များဖြင့်ချိန်ကတစုံတရာအော်ပြော်သည်။တို့ရတွင်သူတို့နားမဝင်ညီဒီကိုအော်ရမဲမသည်။သူတို့နှစ်ယောက်၏အော်တန်ဖြင့် သူတို့နားတွင်ဇူညံနေသည်လိုင်းတန်သူတို့နှစ်ယောက်အော်တန်လေပေါ်ကလူများ၏အော်တန်များရောထွေးနေသည်တောင်ဆက်ရောက်၍တနက်နှင့်ထိုးချိန်တော်မှသူတို့နှစ်ယောက်ရဲကြသည် လေပေါ်ကလူများကလည်းသူတို့နှစ်ယောက်ကို အထူးဆန်းသပွဲကြည့်နေကြသည်သူတို့ဝတ်စားကအဆုတ်ပြန့်နေပြီးသပင်တွေကကြောပေါ်ကျောင်းနေသည် ကိုတွင်အင်ကြီးမပါအသားတွေကနေတန်လေတန်ကြောင့်မဲနေပြီး ခန္ဓာကိုယ်များက အကျိုးပေါ်အရေးတင်နေပြီးလူရိုင်းလော လူဆိုးလော လူကောင်းလောဆိုသည်ကိုလေပေါ်ကလူများအကဲခတ်ကြဟန်တို့သည်သူတို့နှစ်ယောက်ကလည်းလေပေါ်ကလူများကို အထူးအဆန်းတပွဲ ကြည့်နေမိသည်စင်စစ်လေပေါ်ကလူများက အထူးအဆန်းအဝတ်အစားထူးထူးဆန်းဆန်းအသွင်အပြင်များရှိနေ၍မဟုတ်တာမန်အဝတ်အစားတာမန်အပြင်စင်မျှသာရှိသည် ူတို့မျက်စိတွင်ထူးဆန်းနေခြင်းမှာအဝေအစားနှင့်အသွင်အပြင်များကို ကာလအတန်ကြာမမြင်ခဲ့ရသောကြောင့်ဖြစ်သည်။လေပေါ်ကလူတွေက စကားပြောနေသည်။မေကွန်မေသည်တို့ရတွင်သူတို့နှစ်ယောက်မကြားဟေးကိုဆုထွန်းဟေးရဲမြင့်ရင်းနေသည့်အတန်တန်ကို ကြားလိုက်ရပြီလူတယောက်သူ့ကိုလာဖက်သည်ကိုဆောဝင်းကိုနန္ဒာသည် သူ့ပခုံးကိုဖက်လိုက်သည ညရည်တွေလဲလာသည်ရဲမြင့်ကကိုဇော်ဝင်းကိုဝင်းဖက်သည် သူကညရည်လဲယုံမြမကအတန်ထွက်အောင်ငိုသည်ကလေးတယောက်စွန်းစွန်းဆဆာအလုတ်တစ်ခုကိုလှောက်ရပြီးနောက်အောင်မြင်သွားသောအခါ၌ဝမ်းသာခြင်းထိတ်လန့်ခြင်းတို့ကြောင့်ငိုပုံမျိုးနှင့်တူသည်ကုဏ္ဏတာက အဖြစ်အပျက်ကိုပြောပြသည်တို့ရတွင်အကုံစင်စီကာပတ်ကုံပြောနိုင်သည်မဟုတ်စိတ်ထဲတွေ့ရာ စက်သေးပေါ်ရာပြောခြင်းမျိုးဖြစ်သည်ကိုဇော်ဝင်းတို့ကဝင်းမေးသည့်အခါမေးသည်ကျွန်တော်တို့အကောက်ဌာနကလူတွေနဲ့စိတ်ကန်းဌာနပေါင်းပြီးမောင်ခုဆက်လီတွေကို လိုက်ဖန်ရင်ဒီဘက်ရောက်လာတာမင်းညကလေးကဒီကျွန်းနာမှာရှိတာမင်းညကမင်းမြင်ရတယ်ဒီနေ့မနေ့ကျတော့တပင်ထိပ်ဖြားကအလန်လိုလိုဘာလိုလိုလှန့်တွေ့ရတယ်ဒါနဲ့ကန့်တက်ကြည့်မယ်ဆိုပြီး ဝင်လာတာကိုဇော်ဝင်းတို့အစီအစဉ်က ကျွံရောက်သည့်တူတူတညာအိမ်မြီလိတ်တောင်သို့တက်၍လက်ယူလေးအစခယူကလေးအစအုံမင်ကလေးကအစရှာအုံမြီနနဲ့စောစောတွင်တဝဲသို့ပြန်ထွက်မြီဟုဆိုသည်ညနေတွင်ကျွံကိုတပတ်ပတ်၍တင်မောသို့ပြန်ကြသည်ခြင်းမြင်ကခယူကွန်တွင်စမီတော့ပန်းဆက်သွားဘူးပန်းပင်လေကစုံနှင့်တော်ပန်းရိုင်းများကို တပွေကြီးခူလာသည်ထိုနေ့ညက ကိုနန်တာနဲ့ရဲမြင့်တညာလုံးမိန်အဲ့ရလဲမရရှင်တွေကအခုံမြန်းနေသည်ကိုဇော်ဝင်းနဲ့တညာလုံးစကားပြောကြသည်ကိုဇော်ဝင်းက၁၄နှစ်သည့်တရင်ကိုကြားကြောင်းလုံးဝအစနာရှာမရကြောင်းကိုနန်တာတင်ထုံအောင်နဲ့ရဲမြင့်တို့အိမ်များမှတဝဲတို့လိုက်လာကြကြောင်းအိမ်များကသူတို့အတွက်တပိတ်တို့ပြီးကြောင်းသွေမျိုးတန်တာဝင်းဝင်းတို့ငိုကြသည့်အကြောင်းများ အားလုံးကိုပြောပြသည်ရဲမြင့်တယောက်နံပါတ်4ပြတ်သွား၍ဝမ်းတာကြောင်းရဲမြင့်နံပါတ်4ပြတ်ပုံကိုဆရာဝန်များပြောပြတင်ကြောင်းနံပါတ်4ပြတ်စေသည့်နေ့မှာအလုတ်ကျန်းလှုပ်ခြင်းဆင်းရဲပင်ပန်းခံလေ့ကျင့်ခြင်းပိုင်ဖြတ်မှုရှိခြင်းစသည်တို့ဖြစ်မည်ထင်ကြောင်းဖြင့်ကြေမောရပြောသည် အရှိဘက်ပင်လယ်မှရောင်နေပြုတ်လာပြီးတင်မောလဲထွက်တော်မည်ဒီတော့မှ သူတို့စကားဝိုင်းကိုရုတ်သိမ်းကြသည်ခဏကြာတော့တင်မောစကန်ကအတန်မြေးလာပြီတင်မောစတန်ကိုကြားရတော့တန်ချောင်းကိုအမှတ်ရသည်တန်ချောင်းတယောက်ပြတ်မပါလာတော့ပြီပင်လေတွင်ကျင်လေခဲ့သောတန်ချောင်း ပင်လေကို ချစ်သောတန်ချောင်းသည် ပင်လေမှနေရစ်ခဲ့ပြီအရှိကနေဝန်နေနေရောင်ကြီးများသည်ပင်လေလှိုင်းများပေါ်သို့ဖြားကျလာကြသည်သူတို့နှစ်ယောက်သည် တဖြည်းဖြည်းဝေးစားပြုသောကျွန်းကိုလှမ်းကြည့်ကြသည် ရှင်မျောမျောကျွန်းသည်နနခင်နေအောင်ကြည့်တွင်မိမှန်ကြီးတကောင်ရေပေါ်တက်၍နေစာလှုံနေသည်နှင့်တူသည်ခွေးတကောင်ထိုး၍ဟောင်းလိုက်သလိုရဲမြင့်ကတစ်ချက်မျှကျိတ်၍ငိုလိုက်သည်ကိုနန္ဒာကညည်ရီဝေးသောမျက်လုံးများဖြင့်ရဲမြင့်ကိုလှဲ့ကြည့်သည်မငိုရန်အာမပေခြင်းဒီချိန်မျိုးတွင်ရဲမြင့်ငိုရမည် ေချိန်တွင်ငိုခြင်းသည်တဘာဝကြသည်ငို၍အာရလျင် ခြင်းပေါ်သွားမည်ခြင်းနဲ့သွားမည်ဒီနောက်အပြည့်လာမည်ပူဆွေးခြင်းကိုခွန်အားအဖြစ်ပြောင်းရာတွင်နေရည်များသည်တအားပြောင်းဆက်ဖြစ်သည်ခဏကြာလျင်ခြင်းမြင့်ငိုရက်သွားသည်နေရည်တို့ခန်းချောက်စပြူသောသူမျက်လုံးများ၌ပြင်းငိမ့်လေးနဲ့သော သူတွေးများသည်အရေးထင်နေကြသည် ရဲမြင့်လက်တွင်ဆက်သွားဘူးပန်းစမီရောက်ပန်းပင်လေကစုံပင်စသည့်တော်ရိုင်းပန်းများကို ခွေထားသည့်ပန်းခွေတစ်ခွေကိုကင်ထားသည်ဆက်သွားဘူးကဖြူဖြူစမီရောက်ပန်းကနေနေသင်္ဘောအချိန်မြင့်စာပြူပြီးရဲမြင့်ကလက်ထဲကပန်းခွေကိုရေပြင်သို့ပြချလိုက်သည်ပန်းခွေသည်လှိုင်းစီကအဝေးသို့ရောက်သွားသည်။နေရစ်ခဲ့ပြီးတော့တန်ချောင်းရည် ဒီပန်းခွေကလေးနဲ့မင်းဝိညာဉ်ဟာမိုးကုတ်ဆဝိုင်းအောက်ကပင်လယ်ပြင်တနေရာမှာတော့ပေါင်းစုံမိကြမှာပါဆင်းရဲပင်ပန်းခံခဲ့တဲ့မဟုတ်မခံတဲ့ကိုကျိုးစွန့်တဲ့မင်းရဲ့စိတ်ဓာတ်ဟာလည်းတို့ရင်ထဲမှာကင်းအောင်နေမှာပါ မင်းပြောတဲ့ဆိုတဲ့ပင်လယ်ပြင်ကြီးမှာနေရစ်ခဲ့ပြီအောင်တော့ကွန်နန်ဒါကစိတ်ထဲကဆိုရင်ရေပြင်ကိုကြည်သည်ပန်းခွေကလေးကဝေးရွေဝေးရွေ မှုံ၍မှုံ၍သွားပြီးပင်လေကိုချက်သောတန်ချောင်းပင်လေမှာကျန်ရစ်ခဲ့ပြီးတန်ချောင်းကပင်လေအောက်မှာအိတ်ဆိတ်စွာကျန်ရစ်ခဲ့ချိန်၌သူတို့ကပင်လေကိုဖြတ်နေကြပြီးသူတို့၌ဆွေမျိုးမိပါရှိသည်နားနေရာရှိသည်ချစ်သူရှိသည် ဆုံရှုံစရာတွေရှိသည်တန်ချောင်းမှာဘာမျှမရှိဆွေမျိုးမရှိမိဘမရှိ နားနေစရာ မရှိချစ်သူမရှိတန်ချောင်းတွင် ဆုံးရှုံးစရာဆို၍တောင်ကျိုးများမှအပအချားဘာမျှမရှိညတန်းတင် ားဆင်ပေးခဲ့ကြတဲ့တူတူယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။